။တစင်ပြည်သက်ပေါင်းမင်္ဂလာပါ။အော်တိုဘားလ17ရက်နေ့မှအော်တိုဘားလ19ရက်နေ့အထိခွန်ရဲသောတာဝန်မြောက်တဲ့တပတ်အတွင်းလုပ်ငန်းဆောင်တာများနဲ့ကောင်းချီးဆိုခြင်းဆောင်ရွက်ရှောင်ရွက်များကိုဘားဆရာကြီးဒေါက်တာမင်းသိန်ခိုင်ဤစနေအတိုင်းကျွန်တော်ဆရာသိန်းနိုင်ဆိုမှတဲရောပြည့်သေးစိတ်တွက်စစ်ပေးထားပါသည်။ တနင်္ဂနွေတောင်းမြင်များဒီရက်တွေအတွင်းမှာဖက်ဖက်ကအခွင့်အလမ်းကောင်းတွေပေါ်လာပါလိမ့်မယ်။အလုပ်တွေချဲ့တဲ့တိုးတဲ့အချိန်မြင့်တဲ့အချိန်တွေဖြစ်ပါတယ်။ကံတရားကကိုယ်ကိုမျက်နှာသာပေးတဲ့ကိမျိုးဖြစ်ပါတယ်။ငွေရွှေမလိမ့်မယ်။ရွှေကံလေးလည်းကောင်းနေပါလိမ့်မယ်။အမှုပညာအလုပ်အလှကုန်ကကြော့ကွန်ပျူတာကင်မရာလုပ်တွေမှာအကျိုးအမြတ်တွေရရှိနိုင်ပါတယ်။စက်တူကိစ္စစာချုပ်ကိစ္စတွေကတော့သတိထားဖို့လိုပါတယ်။ကိုတိုးတဲ့အောင်မြင်လာတဲ့ပုံမှာမနာလိုပြန်ဆန်တွေလည်းပေါ်လာပါလိမ့်မယ်။ တမင်ရန်စခံရတာမျိုးကြုံရတတ်ပါလေအမှုလဲပတ်တတ်ပါလေပြွတွင်းပြွားခီးတွေမရေမရာဖြစ်နေပါလိမ့်မယ်အောက်လက်ငယ်သားတို့အချိုးပေးမဲ့ချိန်တော့ဖြစ်ပါလေအင်းတော်ရှင်များစိတ်ဝမ်းခွဲရတက်ပြီးချစ်သူဤသားများတရင်ကောင်းကြားရပါလိမ့်မယ်ခီးကောင်းတွေလည်းကြုံပါလိမ့်မယ်ကျမ်းမာရေးအနေနဲ့ကတော့စီးမျက်စိသွားသွေးယူဆိုင်ဖို့လိုပါတယ်ဒီတစ်ပတ်မှာကံကောင်းစေတဲ့ကဏ္ဍတွေကတော့နှစ်ကဏ္ဍလေးကဏ္ဍပဲဖြစ်ပါလေ ညံနာတွေပြပြောက်ပြီးကောင်းနာတွေပိုကောင်းလာစေဖို့အတွက်ဖျားတဆူဆူရဲ့မွေးနံတောင်းမှာရွှေဒီနှလက်ကိုကြက်ချေခတ်ပြီးလှူဒန်းပေးလိုက်ပါမိတ်ဆွေတို့ခက်ခဲဒုက္ခများပြပြောက်သွားလိမ့်မည်ဟုကျွန်တော်ကောင်းစွာယုံကြည်ပါသည်တနင်္လာသားမင်းများဒီရက်တွေအတွင်းမှာမိတ်ကောင်းဆရာကောင်းတွေတွေ့ပါလိမ့်မယ်ပညာရေးကိစ္စသင်တန်းကိစ္စစာမွေးကိစ္စတွေထူပဲကောင်းပါတယ်စက်တူကိစ္စတွေလည်းအောင်မြင်ပါလိမ့်မယ်စာကြောချိုးရမယ့်ကိစ္စတွေလည်းအဆင်ပြေပါလိမ့်မယ်ပြူရင်းပြပါခီးကောင်းတွေကြုံနိုင်တဲ့ချိန်လေးဖြစ်ပါတယ်ငွေကန်လေးလည်းကောင်းနေပါလိမ့်မယ် ဘာသာရေးလုပ်ငန်းတွေဖျားဖူးခီးတွေလည်းပေါ်လာပါလိမ့်မယ်။အလှူတန်းမင်္ဂလာကိစ္စတွေနဲ့ပတ်သက်ရတတ်ပါလေ။အောက်လက်ငယ်သားကိစ္စအထယ်ထိဖက်နဲ့လျှက်စစ်ကိစ္စအိန္ဒိယကိစ္စတွေမှာတော့ဆန္ဒမစိုးသင့်သေးပါဘူး။ဆက်ပစ္စည်းဆိုင်ငန်းမြေအမွေဖုန်းကိစ္စများအချို့ပေးအောင်မြင်နိုင်တဲ့ချိန်ဖြစ်ပါလေ။အင်အားရှင်များချစ်သူကြီးသားများအဆင်မပြေမှုလေးတွေဖြစ်ပြီးမှပြည်လဲသွားနိုင်ပါတယ်။ကျမ်းမာရေးနေနဲ့ကတော့လေထိုးလေအောက်နှလုံးဒူနာဂယူဆိုင်ဖို့လိုပါတယ်။ ဒီတစ်ပတ်မှာကန်ကောင်းစီတဲ့ကနန်းတွေကတော့ငါးကနန်းသုံးကနန်းပဲဖြစ်ပါတယ်။ညံနာတွေပြပြောက်ပြီးကောင်းနာတွေပူကောင်းလာစေဖို့အတွက်ဖျားဘူးသွားမဲ့ခီးသွားမဲ့သူတွေကိုခီးစိတ်လှူဒန်းရင်းလိုရာစုတောင်းလိုက်ပါ။မိတ်ဆွေတို့ခက်ခဲဒုက္ခများပြပြောက်သွားနိုင်မည်ဟုကျွန်တော်ကောင်းစွာယုံကြည်ပါသည်။ အင်္ဂါသားမျိုးများဒီရက်တွေအတွင်းမှာအဖက်ဖက်ကကန်စာတာပွင့်လန်းနေပါလိမ့်မယ်။လုပ်ငန်းစည်းပွားတွေကိုအရှိန်မြင့်ပြီးတော့လုပ်တင်ပါတယ်။လုပ်ငန်းတဲ့နေရာတဲ့အစပြုခြင်းတွေ ကောင်းနေပါတယ်။ရက်ဝေးပြပခီးကောင်းတွေကြုံနိုင်တဲ့ချိန်လေးဖြစ်ပါတယ်။ရက်ဝေးကစားငွေအဆက်အသွယ်အကူအညီကောင်းတွေလည်းရလာပါလိမ့်မယ်။မင်းရင်းဆရာရင်တို့ရဲ့အထင်မြင်လွဲမှားခြင်းကိုတော့ခံရတတ်ပါတယ်။မြေမွေဖုန်းကားအထည်လျှက်စစ်ကိစ္စတွေမှာအနောက်ရှက်အထင်ကိုများနေပါလိမ့်မယ်။တစ်တန်တို့ရေထွက်ကုန်အတီးနှံခီးသွွားလုပ်ငန်းတွေတော့အောင်မြင်မှုကြီးတွေရရှိနိုင်ပါတယ်။ ူတော်ဘာရဲ့ပြဿနာမှာဈာညက်ဖြစ်ရှင်းရတတ်ပါလေဆက်တူကိစ္စများမတင်မကျဆုံးဖြတ်ရခက်နေပါလိမ့်မယ်ချစ်သူဤသားများအင်တော်ရှင်များနားလည်မှုလွဲတတ်တဲ့ကာလလေးဖြစ်ပါလေကျမ်းမာရေးနေတဲ့ကတော့ one byte ဥကောင်းအကျော်အစ်ဂယူးဆိုင်ဖို့လိုပါလေဒီတစ်ပတ်မှာကံကောင်းစေတဲ့ကဏ္ဍတွေကတော့6ကဏ္ဍ4ကဏ္ဍပဲဖြစ်ပါလေညံနာတွေပျော်ပျော်ပြီးကောင်းနာတွေပိုကောင်းလာစေဖို့အတွက်မုံလုံးရေပေါ်တက်စီလူတန်းပြီးလူရစုတောင်းလိုက်ပါမိတ်ဆွေတို့ခက်ခဲဒုက္ခများပျော်ပျော်သွားနိုင်မည်ဟုကျွန်တော်ကောင်းစွာယုံကြည်ပါသည် ဗုဒ္ဓဟူးသားမင်းများဒီရက်တွေအတွင်းမှာနာမည်ကွန်နေတဲ့ဆော့တွေကြုံပါလိမ့်မယ်။ယာရူးနေရာအခွင့်အရေးတွေကြုံရတတ်ပါတယ်။နိုင်ငံခြားလူမျိုးစုနဲ့ပတ်သက်တဲ့ကိစ္စတွေလည်းအကျိုးထူပါလိမ့်မယ်။ခီးကောင်းတွေလည်းတွားရတတ်ပါတယ်။အလူမင်္ဂလာအစီအစဉ်တွေအောင်မြင်ပါလိမ့်မယ်။အထယ်ထီးဖက် ကားကြောက်ကွန်ပျူတာလျှက်စစ်ပစ္စည်းကင်မရာလုပ်ငန်းတွေအကျိုးပေးမဲ့ခြင်းဖြစ်ပါတယ်။အိမ်ဆောက်ဦးကိစ္စတွေလည်းအောင်မြင်ပါလိမ့်မယ်။ဆက်တူကိစ္စ၊ရွှေကိစ္စ၊ငွေသားကိစ္စတွေ၊မိသားစုကိစ္စတွေအတွက်တော့ဆက်ရှုပ်ခေါင်းဆောင်ရတတ်ပါတယ်။ငွေကိစ္စတွေအောင်မြင်ပါလိမ့်မယ်။လုပ်ငန်းတွေတိုးချဲ့တဲ့အခြေအနေလေးဖြစ်ပါတယ်။ခြေသူကြီးသားများအတွက်ဂျင်းနူးဝယ်ယာတွေထူပဲတွေ့ကြုံနိုင်ပြီးအင်တော်ရှင်များအတွက်တော့တကြက်ကြက်ဖြစ်ရတတ်တဲ့ကိမျိုးဖြစ်ပါတယ်။ကျဲမာရေးအနေနဲ့ကတော့အာယုံကျော်၊ရင်ဘတ်၊ဝမ်ဘိုက်၊ဂယူဆိုက်ဖို့လိုပါတယ်။ ဒီတစ်ပတ်မှာကန်ကောင်းစီတဲ့ကနန်းတွေကတော့ခုနှစ်ကနန်းနှစ်ကနန်းပဲဖြစ်ပါတယ်။ညံနာတွေပြပြောက်ပြီးကောင်းနာတွေပိုကောင်းလာစီဖို့အတွက်ဇေဒီတော်ဆူဆူရဲ့တင်းလာတော့မှငွေထီးကြီးတလဲငွေထီးအသေးတက်စီလှူဒန်းပေးလိုက်ပါ။မိတ်ဆွေတို့ခက်ခဲဒုက္ခများပြပြောက်သွားလိမ့်မည်ဟုကျွန်တော်ကောင်းစွာယုံကြည်ပါသည်။ ကြာသာပတိတောင်းမြင်များဒီရက်တွေအတွင်းမှာစိတ်လေးစိတ်နှခွဖြစ်စရာတွေစုံမြတ်ခက်တာတွေကြုံရတတ်ပါတယ်။စိတ်ရှိရှိကောင်းရေးထားပြီးတန်တန်မြင်မြင်လုပ်တဲ့ကိမျိုးဖြစ်ပါတယ်။အထင်လွဲဆွဆွဲခံရတာပြဿနာချညက်တာမျိုးတွေလည်းကြုံရတတ်ပါတယ်။နေရထိုင်ခင်းအစာအုပ်ကိစ္စများမတင်မကျဖြစ်နေပါလိမ့်မယ်။ပြည်တွင်းခီးစံစီစေစာဆက်မှုလုပ်တွေမှာအလွဲချော်များနေပါလိမ့်မယ်။မြေအမွေဖုန်ပညာရေးအထက်အထိဖက်တဲ့ဓာတ်ပုံလျှက်စစ်လုပ်ငန်းတွေမှာတော့တိုးချဲ့ပြီးလုပ်ကန်တင်ပါတယ်။ အလုပ်တွေလုပ်ရပြီးငွေမျိုးနေတတ်တဲ့ကိမျိုးတော့ဖြစ်ပါတယ်။ဝန်ထမ်း၊ရှာသူ၊နိုင်ငံခြားကိစ္စတွေမှာတော့အထူးပဲကောင်းပါတယ်။အိမ်တော်ရှင်များချစ်သူကြီးသားများအနေနဲ့လမ်းခွဲရမတတ်ဖြစ်တာခွဲခွာနေရတာမျိုးတွေကြုံရတတ်ပါတယ်။ကျမ်းမာရေးအနေနဲ့ကတော့အစာမစေးမသွားသွေးယူဆိုင်ဖို့လိုပါတယ်။ ဒီတစ်ပတ်မှာကံကောင်းစေတဲ့ကဏ္ဍတွေကတော့၅ကဏ္ဍခုနှစ်ကဏ္ဍပဲဖြစ်ပါတယ်။ညံနာတွေပြပြောက်ပြီးကောင်းနာတွေပူကောင်းလာစေဖို့အတွက်ရင်းနှီးပတ်သက်တဲ့ကုသိုလ်ကောင်းမှုပြုလုပ်ရင်းလူရာစုတောင်းလိုက်ပါ။မိတ်ဆွေတို့ဤခက်ခဲဒုက္ခများပြပြောက်သွားလိမ့်မည်ဟုကျွန်တော်ကောင်းစွာယုံကြည်ပါသည်။တောက်ကြတောင်မြများတရက်တွေအတွင်းမှာအဆဆရာရာသတိကြီးစွာထားဖို့လိုပါတယ်။ရံပက်လေဝန်းသလိုလေဖြစ်နေတတ်ပါတယ်။ပြဿနာကြီးတွေတစ်ခုပြီးတစ်ခုရှင်းနေရတတ်ပါတယ်။ကိုယ်ကိစ္စမဟုတ်ရင်လေသူတော်ဘာကိစ္စမှာကြားညက်တတ်ပါတယ်။ ခီးကံလွန်ကောင်းတဲ့ချိန်တော့ဖြစ်ပါတယ်အဝေးကလည်းအကူအညီကောင်းတွေရလာတတ်ပါတယ်အင်ကိစ္စဖိုးတန်ပစ္စည်းရောင်းဝယ်ကိစ္စတွေအောင်မြင်ပါလိမ့်မယ်အင်းဆောက်ပစ္စည်းအုတ်တစ်တန်တို့အသီးနှံရေထွက်ကုန်ခီးသွောလုပ်ငန်းတွေအကျိုးပေးမဲ့ချိန်ဖြစ်ပါတယ်မြေအမွေဖုန်ပညာရေးကိစ္စများဆုံးဖြတ်ရခန့်နေပါလိမ့်မယ် ိမ်တော်ရှင်များအတွက်အိမ်တော်မေရဲ့သတင်းကောင်းတွေကြားတက်ပြီးချစ်သူကြီးသားများအတွက်ကတော့ဝေးလေကောင်းလေဆိုတဲ့ကိမျိုးဖြစ်ပါတယ်။ကျမ်းမာရေးအနေနဲ့ကတော့မျက်စိ၊စီး၊နားနှာခေါင်းအစာအိမ်ဒုက္ခပီးတတ်ပါတယ်။ဒီတစ်ပတ်မှာကံကောင်းစေတဲ့ကဏ္ဍတွေကတော့တက္ကနန်း၆ကဏ္ဍပဲဖြစ်ပါတယ်။ညံ့နာတွေပြပြောက်ပြီးကောင်းနာတွေပူကောင်းလာစေဖို့အတွက်ငှက်သို့မဟုတ်ငါဘေးမဲ့လွတ်ပေးလိုက်ပါ။မိတ်ဆွေတို့ခက်ခဲဒုက္ခများပြပြောက်သွားလိမ့်မည်ဟုကျွန်တော်ကောင်းစွာယုံကြည်ပါသည်။ စနေသားမျိုးများဒီရက်တွေအတွင်းမှာအင်ဆန်ဆက်သုံးဆောင်တစ်တွေတစ်ခုပြီးတစ်ခုဝင်လာပါလိမ့်မယ်။တခုရှိတာက ရှိပြီးသားပစ္စည်းတွေကတော့ထွက်တာပြတ်တာများနေပါလိမ့်မယ်။ငွေများများကံမထားတင်သေးပါဘူးအဲ့ဒီငွေတွေဟာစေဘဝကဖြစ်သွားတတ်ပါတယ်ဆန်စီစေစာဆက်မှုစာအုပ်စာရန်အင်းဆောက်ပစ္စည်းဆက်တူရှယ်ယာအစာအုပ်ကိစ္စပြီးအောင်မြင်ကြိုးပမ်းမဲ့ခြင်းမျိုးဖြစ်ပါတယ် ခီးတော်လာရေးကိစ္စတွေအလွဲလွဲချော့ချော့ဖြစ်နေတတ်ပါတယ်။နိုင်ငံသားရဝင်းနဲ့ပတ်သက်လို့မထင်မဲ့အခွင့်အလမ်းကောင်းတွေပေါ်ပေါက်လာတတ်ပါတယ်။မိတ်ဆွေရင်းဆရာရင်းတို့ကြောင့်စိတ်ရှုပ်ကောင်းစားရတတ်ပါတယ်။ဘာမဆိုမတင်မကြမရေမရာဖြစ်နေတဲ့တော့ကိုဂျူးဆိုင်ဖို့လိုပါတယ်။အင်တော်ရှင်များအတွက်အထင်းကောင်းတွေပြည်လည်သွားပါလိမ့်မယ်။ချစ်သူကြီးသားများကံနေနေတဲ့ကာလာလေးဖြစ်ပါတယ်။ ကျမရဲ့အနေနဲ့ကတော့မျက်စိနားနှာခေါင်းလက်ချောင်းဒုက္ခပိတတ်ပါတယ်။ဒီတစ်ပတ်မှာကံကောင်းစေတဲ့ကဏ္ဍတွေကတော့တစ်ကဏ္ဍ၃ကဏ္ဍပဲဖြစ်ပါတယ်။ညံနာတွေပြပြောက်ပြီးကောင်းနာတွေပူကောင်းလာစေဖို့အတွက်ရေသရဝါများကိုစာကြွေးရင်းလိုရာစုတောင်းလိုက်ပါ။မိတ်ဆွေတို့ခက်ခဲဒုက္ခများပြပြောက်သွားလိမ့်မည်ဟုကျွန်ုပ်ကောင်းစွာယုံကြည်ပါသည်။ ခொနီအသားမျိုးပြည့်တတ်ပေါင်းစိတ်ချမ်းသာခြင်းကိုယ်ဤကျမ်းမာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေရဲ့လို့ဗဆရာကြီးဒေါက်တာမင်းသိန်ခိုက်တပင်းဖြစ်သောကျွန်တော်ဆရာသိန်းတဲ့ဆိုမှဆုတောင်းမြတ်တာပို့တာလိုက်ပါသည်